ပြခင်ဗျာဟာတရဝိတုနဲ့ပတ်သက်ပြီးယနေ့လူငယ်အများမှာသိကျင်စရာတွေများလာပါတယ်။စာပေပရိရဲ့အခြေခံလေးအားနေကြရမှုတစ်ခုချင်းသိကျင်တာတွေမြင်များလွန်လာပါရဲ့ဆရာ။ဒါကြောင့်ဟာတရဝိတုနဲ့ပတ်သက်ပြီးသိတဲ့သိထိုက်တာတွေကိုဆရာအနေနဲ့ပြောပြပေးပုံမှန်ပြည့်စုံမယ်ထင်ပါတယ်။ ဆရာခင်ဗျာဟာတရဝိတုနဲ့ပတ်သက်ပြီးယနေ့လူငယ်အများမှာသိကျင်စရာတွေများလာပါတယ်။စာပေပရိရဲ့အခြေခံလေးအားနည်းကြရမှုတစ်ခုချင်းသိကျင်တာတွေမြင်များလွန်လာပါရဲ့ဆရာ။ဒါကြောင့်ဟာတရဝိတုနဲ့ပတ်သက်ပြီးသိတဲ့သိထိုက်တာတွေကိုဆရာအနေနဲ့ပြောပြပေးပုံမပြေစုံမင်းထင်ပါတယ်။ပြောပြပေးပါဆရာခင်ဗျာဆိုပြီးတော့ဒါအကောင့်ပိုင်ရှင်မင်းမင်းဆိုကမြင်မြင်ထားရပဲဖြစ်ပါရဲ့ရှင်။ဟာတရဝိတုဆိုတာလေ။ဟာတရဆိုတာပါဠိစကားပေါ့နော်။ညီမလို့ဆိုရင်တော့စိတ်လို့ပေါ့တာပေါ့။ ဟာဟရိယရှင်စည်းဆိုရင်စိတ်ကြည်လင်ဖို့အတွက်ဝုထုဆိုတာကတော့အဲ့ဒီစိတ်ရဲ့တရားမြီယာကိုပြောတာဟုတ်သူအဲ့တော့ဟရိယဝုထုဆိုတာစိတ်ရဲ့တရားမြီယာဝုထုလို့ဒီလိုပြောတယ်အတိပ္ပယ်ပေါ့နော်အဲ့တော့အဲ့ဒီဟရိယဝုထုကိုကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့စိတ်89ပါးရှိတယ်အခြေတ121ပါးရှိတယ်ပေါ့ရုပ်28ပါးရှိတယ်ပေါ့ဒါမှမဟုတ်ဒါတွေကိုကျွန်တော်တို့ကသင်တန်းနေနေဆိုရင်လေ့လာရင်ဆို just to know ပေါ့နော်သိရုံပဲသို့တော်လည်းတကယ်တမ်းတွေ့နိုင်မြင်နိုင်တဲ့ဟာကိုထင်ရှားတာကိုဥပမာပြောတာအပူပေါင်းတယ်နော်စိတ် 89 121ဆိုပေမဲ့ကျွန်တော်တို့တန်တန်မှာအကုန်ရှိရမဟုတ်ဘူးလေဒါသိရတဲ့ဟာကိုပြောပြတာဟောဘုဒ္ဓဆင်မှာဆိုစိတ်54ပါးပဲရှိတယ်တိတိကျတွဲအသောတပန်တဂရကံဒီဖြစ်နေသွားတယ်ယဟန္တာဆို35ပါးအဲ့လိုပေါ့နော်89ဆိုတာအလုံးကိုခြုံပြီးပြောတာဖြစ်နိုင်တဲ့စိတ်တွေကိုပြောတယ်ခေါင်းပြီးဒါဖြင့်ကျွန်တော်တို့တန်တန်မှာကြည့်လိုက်လူနဲ့လူပတ်ဝန်းကျင်ပေါ့ဗျာကျွန်တော်တို့မှာနန္တရားနဲ့ပတ်သက်လို့စိတ်နဲ့ပတ်သက်လို့6ခုရှိတယ်ဒါကျွန်တော်တို့ပဲဖြစ်ဖြစ်ဘာသာကြားပဲဖြစ်ဖြစ်ထင်သာမြင်သာထင်ရှားရှားအဲ့ဒါပါလဲဆိုရင် စကုဝိညာဏဓာတ်ခေါ်တယ်သောတဝိညာဏဓာတ်ခန္ဓာဝိညာဏဓာတ်စိတ်ဝဇိဝဝိညာဏဓာတ်ကာယဝိညာဏဓာတ်မနောဝိညာဏဓာတ်အဲ့ဘယ်သူမှညင်းလို့မရညင်းစိတ်ကြားစိတ်နံစိတ်စားစိတ်ထိစိတ်သိစိတ်ကြွတော့ကြံစားစိတ်ပေါ့ဗျာအကုန်လုံးသိဒါဖြင့်အဲ့ဒီနံတရားတွေဟာအယူပါဘုံကလွဲရင်မိယာဝတ္ထုရှိရတယ်မရှိလို့မရဘူးပေါ့ပြစ္ဆောကာရမအခုစကုဝိညာဏဓာတ်ကိုခေါ်တဲ့စကုဝိညာဉ်လို့ခေါ်တဲ့ညင်းစိတ်ဟာဘာကိုမှီလဲလို့ဆိုရင်စကုဝတ္ထုကိုမှီတယ်စကုပ္ပဇာတာအကြည့်ရုပ်ကိုမှီတယ် သောတာဆိုတာလည်းဒီတိုင်းပဲသောတာပတာတာနော်ခန္ဓာဝิญဉဉ်စိတ်ဆိုတာခန္ဓာဝิญဉဏတာဟာခန္ဓာပတာတာကိုမြည်တယ်ဒီလိုမှုသွားတာဒီတော့ကာယဝิญဉဉ်စီကာယပတာတာရုပ်ကိုမြည်တယ်ဒါပြင်နောက်ဆုံးတစ်ခုရှိတယ်မနောဝิญဉဉ်မနောဝิญဉဉ်ကဘာကိုမြည်မလဲလို့မေးစရာရှိအဲ့ချိန်မှာမြတ်စွာဘုရားရှင်ဟောတယ်ရံရူပနိတ္တယမနောဓာတုစမနောဝิญဉဏဓာတုစဝတ္တန္တိလို့နိတ္တယပစ္စည်းမှာပဋ္ဌာန်းမှာပါတယ်အတိတ်ပဲပြောရင်ရံရူပအကျဉ်းရုပ်ကိုနိတ္တယအမိပြု၍ မနောဓာတုစမနောဓာတ်ဒီ၎င်းမနောဝိညာဏဓာတုစမနောဝိညာဏဓာတ်ဒီ၎င်းဝတ္တန်တိဖြစ်ကြတယ်အဲ့တော့မနောဝိညာဏဓာတ်တို့မနောဓာတ်တဲ့မိယာဝတ္ထုဟာယံရူပံလို့တာမညပြောတယ်အကျင်ယုတ်ကိုလို့ပြောတယ်မြန်မာလိုပြောရင်ပေါ့ယံရူပံအကျင်ယုတ်ကိုနာမည်မတက်ဘူးပြောတာဗျာရှင်ကမနောဝိညာဉ်ရဲ့မိယာရှိတယ်လို့ပြောတယ်အဲ့တော့မနောဓာတ်ကောမနောဝိညာဏဓာတ်ကောခွဲပြတယ်အဲ့တော့မနောဓာတ်မနောဝိညာဏဓာတ်ဆိုတာဒီလိုမနောဓာတ်ဆိုတာဒါသာသံပေသံတော့ပါလိမ့်မယ် တမရိဆိုင်တွေးနဲ့ပင်စတော်တော်ဝေဆန်းတဲ့၃ပါးကိုမနောဓာတ်လို့ခေါ်တယ်မြန်မာလိုပြောရင်အာယုံကိုဝိုးရွားပဲသိတယ်ဓာတ်မနောဝိညာဏဓာတ်ဆိုတာအာယုံကိုအထူးသိသောစိတ်လို့ခေါ်တယ်ခုနကျွန်တော်ပြောတဲ့စိတ်89ပါးကျေတရား21ရှိတယ်လို့ပြောတယ်89နဲ့တွက်လိုက်မယ်အကျယ်ဆုံးနော်အကျဉ်းဆုံးဟာနဲ့တွက်လိုက်တွက်လိုက်ရင်ခုနကကျွန်တော်တို့သက္ခုဝိညာဉ်ဒီသက္ခုဝတ္ထုကိုမိတယ်သောတာဝိညာဉ်ဒီသောတာဝတ္ထုကိုမိတယ်ခန္ဓာဝိညာဉ်ဒီလိုသွားတာပေါ့နော်ကာယဝတ္ထုသွားတဲ့အခါမှာ၅ခုကုန်သွားတယ်ကုန်သွားတော့သက္ခုဝိညာဉ်မှာလည်းပဲသူကအကောင်းဆုံး2မျိုးရှိတယ် အိဋ္ဌာယုံအနိဋ္ဌာယုံနှစ်ခုရှိတယ်အကုသလဝိဘက်ဆိုရင်အနိဋ္ဌာယုံမြင်ရမှာပေါ့ဗျာကုသလဝိဘက်ကုသိုလ်ကျိုးဆိုရင်အချင်းလှလှလေးတွေမြင်ရမှာပေါ့အဲ့လိုဟာဆိုတော့တစ်ခုတစ်ခုကိုနှစ်ခုနှစ်ခုပြသွားတယ်အိဋ္ဌာအနိဋ္ဌာအိဋ္ဌာအနိဋ္ဌာ ਨੇ အဲ့တော့သကုဝိညာဉ်ဆိုရင်ဒွေလို့ပြောတယ်ဒွေဆိုတာကနှစ်ခုပြောတာဒါပညာရစကားနဲ့ပြောတာသကုဝိညာဉ်ဒွေသောတာဝိညာဉ်ဒွေခန္ဓာဝိညာဉ်ဒွေဇိဝဝိညာဉ်ဒွေကာယဝိညာဉ်ဒွေဆိုရင်၁၀ခုရှိပါတယ် ဒါကိုတွေးပြန်စားဝိညာဉ်10လို့ခေါ်တယ်စိတ်10ခုလို့ပြောတယ်အဲ့ဒီစိတ်10ခုရဲ့မနောဓာတ်က3ခုရယ်ဆိုရင်73ခုရှိတယ်နော်တံပရိဇိုင်းတွင်းနဲ့ပြန်စားတော်တော်ကိုဇန်တဲ့တံပရိဇိုင်းရဲ့2ခုရှိတယ်အခုဆိုအဲ့ဒီ89ထဲမှာအဲ့ဒီ73တို့ရင်86ပါသောစိတ်ကိုမနောဝိညာဏဓာတ်လို့ခေါ်တယ်ဒါကတိတိပပပြီးမှအယူပေါ့နော်အဲ့ဒီမနောဝိညာဏဓာတ်ကောမနောဓာတ်ကောဘာကိုမိလဲဆိုတော့ယန်ရူပံအကျဉ်းရုပ်ကိုလို့မိတယ်အဲ့ဒီရုပ်ကိုအထာဂရဆရာကပါဠိပြန်အထာဂရပေါ့အထာဂရဆရာကအဲ့ဒီမနောဝိညာဏဓာတ်ဆိုတဲ့အထူးသဖြင့်စိတ်မိရာဖြစ်တဲ့အတွက်သူ့ကို ရယလို့ပြေးလိုက်တယ်ဟရယဝတ္ထုလို့ပြေးလိုက်အဲ့တော့ဟရယဝတ္ထုတခုရှားလာတာပေါ့နော်ဝိညာဉ်6ပါးဒီဘက်ကလည်းဝတ္ထုရုပ်6ပါးဒါဖြစ်ရင်ဒီဟရယဝတ္ထုရဲ့တရားမိရာကိုပြောဖို့လိုတယ်မပြောခင်မှာရုပ်28ပါးလို့သိထားတယ်အကျံပြင်အားဖြင့်ဘာဖြစ်လို့ဒီရန်ရူပန်ဆိုတဲ့ဒီရုပ်လေးတခုကိုမိကြလဲလို့ပြောရင်ကျန်တဲ့ရုပ်တရားမိခွင့်မရှိဘူးဆိုပါစို့ရုပ်28ပါးမှာအကျံရင်းပြောရင် မဟာဘုတ်၄ပါးရှိတယ်အလုံးကြဝေပရိယာဘောတေဇဝါယဥပဒါယုတ်သူကိုမိလာ24ပါးရှိဒါဖြင့်မဟာဘုတ်၄ပါးကိုအဲ့ဒီခုနကပြောတဲ့မနောတ္တမနောဝိညာဏတ္တကမိလားလို့ရင်မိလို့မရအောင်ဘာကြောင့်မရလဲဆိုတော့မဟာဘုတ်၄ပါးကဥပဒါယုတ်24ပါးရဲ့မိရာဖြစ်နေတဲ့အတွက်ဒီဟာကိုသီးသန့်လက်မခံနိုင်ဒုတိယအလုံးတစ်ခုရှိတယ်ဗျာနောက်အလုံးတစ်ခုလာအဲ့ဒီလက်မခံနိုင်တဲ့သဘောပေါ့နော်အဲ့တော့မိလို့မရအောင်မဟာဘုတ်၄ပါးဒါဖြင့်နောက်ထပ်ပသာဒါယုတ်၅ပါးရှိမျက်စိနာနာလျာကိုပေါ့နော်အဲ့ဒီ၅ပါးကိုမိလို့ရလားဆိုမိလို့မရအောင် မျက်စိကပါသကုဝတ္ထုကဘာကိုအမိခံထားရလဲဆိုရင်သကုဝိညာဉ်သောတာဝတ္ထုကသောတာဝိညာဉ်ကိုသူကနဲ့သူရှိပြီးသားဆိုတော့မှီလို့မရဒါဖြစ်ရင်ဂောဇရာယုဆိုတာရှိတယ်အဟုတ်ပဲအာယုံယုတ်တယ်ရူပါယုံသတ္တယုံခန္ဓာယုံရတ္တယုံဖုဋ္ဌပါယုံဆိုတာအာယုံယုတ်တယ်မှီလို့ရလားဆိုရင်မရဘူးဘာကြောင့်လဲဆိုလိုတာကသူတို့ကဗဟိတယုတ်တွေဖြစ်နေတယ်အပြင်းတွေဖြစ်နေတယ်ဆိုလိုတာသကုဝိညာဉ်စိတ်တစ်ခုဖြစ်မယ်ဆိုရင်သကုပဇာရာဝတ္ထုရဲ့ရူပါယုံရဲ့တိုက်ရတယ်လေအဲ့ဒီတိုက်တဲ့အခါမှာသကုပဇာရာအခြေယုတ်ကအစ္ဆဒတ် ဒီထဲမှာနော်ရူပါယုံကဘိဟိတမြင်စရာအာယုံတွေကအစင်းတွေကအဘိဟိတဒါပြည့်ဒီသကုဝိညာဉ်ဘာကိုမှီမလဲဖြစ်လာတာသကုဝတ္ထုကိုပဲမှီမှာဘောဒီခန္ဓာကိုယ်မှာရှိနေတာဘိဟိတသွားမှီလို့မရဘူးရူပါယုံသွားမှီပေါ်ပန်းသေးတွေဖြစ်ကုန်မှာပေါ့နော်ဒီလိုသဘောပါပဲအဲ့တော့ခုနကဘောဇရာယုတ်ကိုလည်းမှီလို့မရဘူးမီလိုမရတော့နောက်ပါကြံလဲဆိုတော့ဟာရယာဟိုဟာရှိကြပေါ့ဘာဝယုံနှစ်ပါရှိတယ်အဋ္ဌိဘာဝယုံပုံဘာဝယုံအဲ့ဒါတွေမှီလို့ရလားဆိုတော့လည်းမရပြန်ဘူးအဋ္ဌိဘာဝယုံပုံဘာဝယုံကအိန္ဒြေအစိုးမရအောင်တချို့ပါတယ်တချို့မပါဘူး တချို့ကနှစ်မျိုးသုံးမျိုးပါနေတယ်ဆိုပါစို့နှစ်ပုံးလို့ပန်ထုတ်လို့သိရမလားနော်အ6တွေဟိုကဘာညာတွေပေါ့ဗျာနောက်ပြီးတော့ဥပဒောပြီးတို့အင်္ဂါနှစ်ခုပါတဲ့ဟာတွေကအများကြီးရှိတယ်အဲ့တော့အဲ့ဒီဟာကိုသွားမှီလို့မရအောင်မနောဉာဏတ86ပါးသောစိတ်ကသိအရေးကြီးတယ်ဝိပဿနာအထုတ်တာအဲ့ဒီစိတ်နဲ့အထုတ်တာသကုဝိညာဉ်သောတာဝိညာဉ်အထုတ်လို့မရအောင်နော်တို့ကဘာလဲဆိုတော့ဗုဒ္ဓရာလည်းမရှိဘူးဓမ္မတိအားလည်းမရှိဘူးဒါပြင်ဘာကြံလဲဆိုတော့နောက်ဘာဝရုပ်ပြီးတဲ့ကမှာကျွန်တော်တို့ဟိုပါပေါ့ဇီဝိတရုပ်ဆိုတာရှိသေးတယ် ဇီဝိတယုတ်ကိုမှီလို့ရလားဆိုတော့လည်းမရဘူး။ဘာကြောင့်လဲလို့ဆိုရင်ဇီဝိတယုတ်ဒီသူနဲ့တကွာဖြစ်နေတဲ့ယုတ်တွေကိုဇီဝိတ္တင်တွေရှင်းသားအောင်သူကထိမ့်သိမ်းဆောက်ရှောက်နေရတဲ့အတွက်ဒီမနောဝိညာဉ်တဲ့ကိုမှီလို့မရ။ဒါပြင်ယုတ်တစ်ခုပဲကြံ။ယုတ်28ပါးမှာအခု18ခုကုန်သွားပြီ။ကြံတဲ့10ပါးကဘာလဲဆိုရင်ယုတ်အတုတွေယုတ်အစ်စ်မဟုတ်ဘူးပေါင်းလာထည့်ထားတာ။ဆိုပါစို့အာဂသပရိစေတာယုတ်သာရှိတယ်။အာဂသပရိစေတာယုတ်သာယုတ်အတုလားအစ်စ်လားဆိုရင်အတုသူကတိကျလက္ခဏာမရှိဘူး။ဆိုတော့ယုတ်တစ်ခုဖြစ်ဖို့အတွက်ကလပ်စီးရရှိတယ်။ ကလစီတစ်ခုနှစ်ခုသုံးခုဒီလိုမျိုးပေါင်းစုံလိုက်ရင်ကလစီတစ်ခုနဲ့တစ်ခုကြားထဲမှာရှိရင်ဟို space လေးပေါ့အဲ့ဒါကိုလည်းအာကာသပြိစီရာယုတ်လို့ခေါ်တာအာကာသဆိုအပေါက်ဟင်းလင်းပြင်ပေါ့ဗျာလင်မန်းသုံးခုတိပေးလိုက်ရင်ကြားမှာအပေါက်ရှိမယ်အဲ့လို space ပဲအဲ့သူ့မှာလက္ခဏာမရှိဘူးဟိုဒီပြင်ရုပ်တွေမရှိရင်သူမရှိဘူးဒီပြင်ရုပ်တွေပေါ်မှာသူပေါ်တာနော်အဲ့ရုပ်အတုစားအဲ့ဒါကိုပြောတာပါအဲ့7ပါးကဘာမှလုပ်လို့မရအောင်အဲ့ဒီ18ပါးမှာနောက်ဆုံးတရုပ်ပဲကြည့်ရင်18ပါးပြီးသွားတော့အဲ့ဒါကိုဟာရရကိုတူမြတ်စွာဘုရားရှင်ကတော့ အကျင်ယုတ်လို့ပြောတယ်အကျင်ဝတ္ထုယုတ်လို့ပြောတယ်မနောဝိညာဏတ္တခုသူမေးတဲ့ဟာဟရိယဝတ္ထုကအဲ့ဒီမှာပဲသူဘယ်မှာတည်လဲလို့ပြောရင်ကျွန်တော်တို့ဒီကရင်ကြိုက်ပေါ့သားမြတ်နှစ်ခုရဲ့လည်းရင်ကြိုက်အတွင်းမှာရှိတဲ့နှလုံးအိမ်လေးလို့ဟာမျိုးရှိတယ်တဲ့နှလုံးအိမ်လေးဆိုတော့ဒီမှာပြောချင်တာဘယ်ဘက်ရှင်အောင်မှာရှိတဲ့နှလုံးနဲ့မဆိုင်ဘူးဆိုတာပြောချင်တာဒီသားမြတ်နှစ်ခုရဲ့လည်းရင်ကြိုက်မှာအဲ့ဒီနှလုံးအိမ်လေးရဲ့အတွင်းမှာပုံရိပ်စိတ်ခန့်ရှိတဲ့တွင်းလေးတစ်ခုရှိတယ်အဲ့ဒီပုံရိပ်စိတ်ခန့်တွင်းလေးထဲမှာသွေးလေးရှိတယ်အဲ့ဒီသွေးကလက်တဆွမြရှိတော့သွေးပေါ့နော်လက်ဝါးတစ်ခုကိုဖြန့်တယ် ရသလောက်တွန့်လဲအဲ့ဒီတော့ရေထဲပေါ့အဲ့ဒီမှာတင်နိုင်တဲ့ပမာဏလေးပေါ့ဟိုလုံးကအတိုင်းတောင်အခုလို 1cc 2cc တော့ပြောပြောဘူးပေါ့ဗျာအဲ့လက်တဆွန့်လို့ပေါ့ဗျာအဲ့ဒီသွေးပမာဏလေးအဲ့ဒီသွေးလားအဲ့ဒီသွေးကဟာရယာဝတ္ထုလားဆိုတော့လည်းမဟုတ်ဘူးအဲ့ဒီသွေးပေါ်မှာမှီးနေတဲ့ပတာရအကြည့်ရုပ်လေးဒီမျက်လုံးအင်ကြီးကစကုပ္ပသာရမဟုတ်ဘူးမျက်လုံးကတံပါရမျက်လုံးပဲအဲ့ဒီမျက်နဲ့ဝန်းအလယ်မှာရှိတဲ့တောင်းအောင်ခေါင်းပေါ်မှာရှိတဲ့အကြည့်တက်လေးကိုသာပုံရိပ်ကိုဖမ်းယူနိုင်တဲ့ဟာလေးကိုသာလင်အဲ့လိုခေါ်သလိုပေါ့အဲ့ဒီသွေးရလည်းမဟုတ်ဘူး ာရီယဝတ္ထုမဟုတ်သေးဘူးအဲ့ဒီသွေးပေါ်မှာဖြစ်ပေါ်နေတဲ့တည်ရှိနေတဲ့မနောဝိညာဏတွေကိုတည်နိုင်တဲ့ပတာရအကြည်ရုပ်လေးရှိတယ်နန္တရားမဟုတ်ရုပ်လေးရှိတယ်အဲ့ဒါအတဲအတဲအတဲအများတန်းကံကြောက်ဖြစ်နေတဲ့ဟာလေးပေါ့နော်နည်းနည်းတာပေါ့ဗျာအဲ့အဲ့ဒါကိုဟာရီယဝတ္ထုလို့ခေါ်တယ်အဲ့ဒီမှာရှိနေတဲ့သွေးဟာဟိုကျွန်တော်တို့သာပြကျမ်းဂန္ဓာအတိုင်းပြောရင်တော့သူ့ကိုမှုပြီးဖြစ်တဲ့စိတ်တွေပေါ်မူတည်ပြီးတော့အယောင်ပြောင်းတယ်အယောင်ပြောင်းတယ်ဟိုရာဂကြီးတဲ့လူရဲ့သွေးဟာဟင်္သာပရာကြီးလိုနီးရဲရဲဖြစ်နေတယ် ဒေါသအာကြည့်ရင်ဒီသေးရညူဖို့ဖို့ဖြစ်တယ်။မောဟအာကြည့်ရင်မဲသားစေးရလို့နီကျဲကျဲဖြစ်တယ်။ဝိတက်အာကြည့်ရင်ပဲပိစက်ပြုတ်ပြီလို့နီနောင်နောင်ဖြစ်တယ်။သဒ္ဓါအာကြည့်ရင်အဝါရောင်ဖြောက်အားနဲ့အဝါရင်ရောင်ဖြစ်တယ်။ပညာအာကြည့်ရင်အဲ့သေးရဆွတ်ဆွတ်ဖြူလာပြီးတော့မှန်သားကဲ့သို့ကြည်လင်ပြီးတော့ကိုယ်ရောင်ကိုယ်ဝါးတွေထွက်တယ်။ဟိုရောင်ကြီးတွေပါလွတ်တယ်ဆိုအဲ့ဒါပညာအာကြည့်တော့ကိုယ်ရောင်ကိုယ်ဝါးထွက်တယ်။အဲ့တော့ဒီကျုံနဲ့ဉာဏ်တရားနဲ့အဲ့လိုတွဲနေတဲ့ခါမှာအခုကျွန်တော်ပြောမယ်ဟို အဘိညာဉ်ခန်းကိုပြောပြမယ်နော်ဟိုပါပေါ့ပန္တိတဝရဏီရကျမ်းမှာသစ္ချတော်ဆရာတော်အဘိညာဉ်ခန်းမှာဟိုအဘိညာဉ်ရတဲ့ပုဂ္ဂိုလ်ကသူတစ်ပါးရဲ့စိတ်ကြံစီကိုသိတယ်ပရာစိတ်တဝိဇာဏနာပေါ့နော်ပေါက်ထွေးမြင်နိုင်အဲ့လိုကြည့်လိုက်တဲ့အခါမှာကိုကဖြစ်ပေါ်လာတဲ့အဘိညာဉ်ကမရင်ကျက်သေးဘူးနုတန်သေးတယ်ဆိုရင်ဒီလူစိတ်ထဲဘာဖြစ်နေတယ်ဆိုတာကိုပြောဖို့အတွက်အဲ့ဒီစိတ်မှီနေတဲ့ဟာရယဝတ္ထုကသွေးကိုအရင်လှမ်းကြည့်ရစဉ်းစားမြင်တာအဲ့ဒီသွေးအရာကိုကြည့်ပြီးသူຢာကားသိဖြစ်နေတယ်သူက အဒေါသစိတ်ဖြစ်နေတယ်သူကပညာစိတ်ဖြစ်နေတယ်ဒီလိုဆက်ပြီးကြည်ရတာပေါ့နော်ဒါကြောင့်ဟာရယဝတ္ထုဆိုတဲ့တီယာမီယာကိုပြောပြီးပြီသူ့ဘော်တီတဲ့မနောဝိညာဏတတ်86ပါဆိုတဲ့အကြောင်းလည်းပြောပြီးပြီနော်အဲ့ဒီဟာရယဝတ္ထုကဘယ်မှာတီလဲဆိုရင်ဟိုကျွန်တော်တို့ခုနပြောတဲ့ဒီဘက်ဘယ်ဘက်ချင်းအုံမှာအောက်မှာရှိတဲ့လူတွေပြောနေတဲ့နှလုံးအိမ်မှုပဲနဲ့သားမြတ်နှစ်ခုရလည်းရင်ချိုက်မှာရှိတဲ့ပုံရစိတ်ဘာနာရှိတဲ့တွင်လေးထဲမှာရှိတဲ့အသစ်အသစ်ဖြစ်နေတော့သွေးပေါ်မှာရှိတဲ့မသာရအကြည်ဓာတ်လေးလို့ဒါမြတ်စွာဘုရားရှင်ဟောကြားတဲ့တရားတွေမှာဒီလို အတိလင်းဖော်ပြတယ်ပေါ့ဗျာဟိုသိပ္ပံနဲ့တော့သွားနိုင်ရှင်လို့တော့မရဘူးเนาะအဲသိပ္ပံကတော့အုံနောက်မှာတည်ကြလို့ပြောတယ်အသိဉာဏ်အုံနောက်မှာတည်ကြလို့ပြောတယ်ဘုရားဘာသာကတော့ဟရိယဝတိဝတ္ထုမှာတည်ကြခုနပညာအာကြီးရတော့ပါတော့အဲတော့အုံနောက်ကအဓိကလားဟရိယဝတ္ထုကအဓိကလားဆိုတော့အမှန်တော့ဘုရားဘာသာရဲ့အလိုရဆိုရင်တော့နှလုံးကအဓိကပဲနှလုံးလှတယ်ပေါ့ဗျာနှလုံးကောင်းတယ်စိတ်နှလုံးကောင်းတယ်ဒီလိုပဲတွဲပြီးသွားတာပေါ့နော်အုံနောက်နဲ့ကတော့ဆက်ဆက်မှုတော့ရှိတယ်သူကမိန်မဟုတ်ဘူးဘုရားဘာသာမှာ ဒါဆိုတော့ခုကိုမြင်တယ်တွေ့တယ်ထိတ်လန့်တယ်ကြောက်တယ်ဆိုရင်ရင်ထဲလှက်ခနဲ့ဖြစ်သွားတယ်ဟိုက်ခနဲ့ဖြစ်သွားတယ်ပေါ့ဗျာဟိုခေါင်းလည်းဖျန်းခနဲ့ကြီးသွားတယ်လို့ဆောရကတက်ရင်တက်မယ်ဒါကနောက်ပေါ့နော်ဒါဆိုခုကိုလက်နဲ့တရေမြင်လို့လက်နဲ့ခေါင်းကြီးဖျန်းခနဲ့ဖြစ်သွားအမှန်ဒီမှာအရင်ထိတာထိပြီးတော့မှသူဆက်ဆက်မှုကြောင့်ဟိုဘက်ကိုဖြစ်တာပေါ့အဲ့တော့ကျွန်တော်တို့ကတိတိကျကျဟိုရုပ်တည်နံနေအကြောင်းသင်ရရင်ပိုသိတယ်ဗျာဥပမာစိတ်တွေခုနအများကြီးရှိတယ်89ပါဥပမာဟရိယဝတ္ထုကိုအေကံမှီသောစိတ်အနေကံမှီသောစိတ်တို့ရှိတယ်အေကံမှီတဲ့စိတ်ဆိုရင်ဒါ တိတိပပပဲဥပမာဒေါသမုံတွဲစီဒေါမလန္တသဟာကိုပဋိကသံမျိုးအသင်္ခါရိကသသင်္ခါရိကသစသင်ရမယ်ဒေါသမုံတွဲစီနော်ဒီဟာရယဝတ္ထုကိုအေကံမိတယ်လောဘမုံစီအနေကံဖြစ်ရင်ဖြစ်မယ်အေကံမဟုတ်ဘူးထားပါတော့အေကံမိကြဆိုရင် तू ကဓာတ်ရဆက်ဆံနေဟိုဘလို့ခေါ်မလဲဟိုရွက်ကုန်တဲ့ဇက်တွေပါလေရှိတယ်အခုတုန်းကဇက်နိဗ္ဗတ်တော်တွေရှိတယ်ဘာပြောလဲရင်ခွဲနာကြတယ်အဲ့ဒါကိုပါဠိလိုဟရယံဗိန္ဒီလိုခေါ်တယ်နှလုံး꿰ပြီးသိတယ်နော်အုံနောက်ကိုမတ်ထလုံကံခေါ်တယ်ဟရယံမဟုတ်ဘူး မထလုံကံပိန်ကြီးလို့မသုံးဘူးဒီဘုဒ္ဓဘာသာမှာအခုမှသာအုံနောက်တေကျော်ပြတာပါသူကန္နနဲ့သူပေါ့ဗျာအမှန်တကယ်ကဒီကမင်းကတော့ဟရိယဝတ္ထုပဲမနောဝိညာဉ်ရဲ့တရားကဟရိယဝတ္ထုပဲနောက်တစ်ချက်ရှိတယ်ဒါတောင်မြုံမှာကန္နနဲ့ဆရာတော်ကြီးတုံးသက်ပြတာအဲသူတို့ကတော့စိတ်ကိုအသိဉာဏ်ကိုအုံနောက်မှာတည်တယ်လို့ပြောတယ်ဒုဗုဒ္ဓဘာသာကျမ်းစာဒီမှာတော့ဒီဟရိယဝတ္ထုကိုတည်တယ်ပြောတယ်အဲ့တော့ဒုဗုဒ္ဓဘာသာကျမ်းစာဒီမှာဘာရှိလဲဆိုဆိုတော့ဟောပေါ့ကာဘိန်တို့ပြစ်ကြဆိုတာရှိတယ် ပြည်ကြတွေအများကြီးရှိတယ်။အဲ့ဒီကာဗင်တိုပြည်ကြဟာခေါင်းမပါဘူး။ဥခေါင်းမပါဘူး။ဒါပေမဲ့သူသွားလာနေတဲ့လှုပ်ရှားနေသူကံရဲ့အကျိုးပေးကြပါဘောနော်။အကယ်၍အသိဉာဏ်သည်စိတ်သည်အသက်သည်ဇီဝတင်သည်ဒီအုံနောက်မှာသာတည်ရဆိုရင်ဒီကောင်သက်ရှင်စရာမရှိဘူး။ခေါင်းမမရှိဘူး။ဟိုတုန်းကကလေးတွေပြောရင်ပရှုခေါင်းရက်ပေါ့ဗျာ။နိုင်ငံသားမှလည်းခေါင်းရက်တရဲတွေအများကြီးရှိပါလား။ဒီအဲ့လိုပြည်ကြပါဘော။အဲ့အဲ့ဒါကိုထောက်ဆပြီးတော့အုံနောက်ကအဓိကမဟုတ်ဘူးလို့ဆိုတာကိုဆရာဆရာတော်ဘုရားကြီးတွေဆုံးဖြတ်တာပါဘောနော်။ဒါနံပါတ်၁ချက်ပေါ့။နောက်ညီကုန်းချုပ် conclusion ပြောမယ်။တချို့ကလည်းဘာပဲဖြစ်ဖြစ် ဟိုစာပေလေးတွေဖတ်ရှုထားတာရှိတယ်လေဝိဓမ9ကျမ်းထဲမှာဓမ္မသကိဏီကျမ်းမှာဟာရယဝုဒ္ဓကိုမဟောဘူးဆိုပြီးတော့ခြေခံညင်းတဲ့လူတွေရှိတယ်သူကတော့ဟာရယဝုဒ္ဓကြောင့်ပြည်စုံစွာတင်ပြပါလို့ဆိုတာဒါလေးထည့်လိုက်တာနော်ဟိုနောက်ထပ်မိကုန်းတွေထွက်လာနေမှာကြောက်လို့ဘာကြောင့်မဟောလဲလို့ဆိုရင်တော့ဗုဒ္ဓဘာသာမှာတော့အမြင်နဲ့ကြည့်ရင်ဟုတ်တယ်မြတ်စွာဘုရားရှင်သည်ဓမ္မသကိဏီမှာဟာရယဝုဒ္ဓကိုမဟောဘူးဘာကြောင့်လဲဆိုရင်ဒေသနာပြတ်မှာကြောက်လို့မဟောဘူးဒါအပြည့်ရတာဒေသနာပြတ်မယ်ဆိုတော့ခုနဟောတဲ့အထက်မှာ ဟိုအစုံစုံခေါ်တာတွေရှိတယ်လေဒီမှာဒုက္ခနေတိကနေတို့ဘာလို့ရှိတယ်ပြီးဒီမှာမှာဟိုတိတ်တို့ဒုတ်တို့ခေါ်တာပေါ့သုံးခုဆိုရင်တိကပေါ့နှစ်မျိုးဆိုရင်ဒုတ်ပေါ့နော်ဒုတ်ပေါ့အဲ့တော့ဒုက္ခနေခေါ်တာပေါ့မြန်မာလိုပြောရင်ဒုတ်ပေါ့အဲ့ဒီမှာသူကဓမ္မသိင်္ဂနီမှာဒီလိုရှိတယ်သူကပါဠိအရင်ပြောမယ်နော်အတိရူပံသက္ကုဝိညာဏတဝတ္ထုတဲ့အတိရူပံသက္ကုဝိညာဏတနာဝတ္ထုတဲ့ဒီလိုတစုံပြောတယ်တခုဥပမာပေးလိုက်ရတယ်အတိရူပံသက္ကုဝိညာဏတဝတ္ထုအတိပ္ပယ်ပြောရင်သက္ကုဝိညာဉ်ရဲ့မြေယာဝတ္ထုရုပ်တွေရှိ၏တဲ့ဟုတ်တယ် သကုဝိညာဉ်ရဲ့မိယာဝတ္ထုကပါတယ်သကုဝတ္ထုပေါ့နော်ဟုတ်လားဗျာနောက်တစ်ကြောင်းကထပ်ပြောတယ်သူနဲ့ရှင်ပဲအတ္တိရူပံသကုဝိညာဏတနဟောတုနဝတ္ထုအဲ့တော့အတ္တိရူပံသကုဝိညာဏတနဝတ္ထုဆိုတော့သကုဝိညာဉ်ရဲ့မိယာမဟုတ်သောဝတ္ထုစီရှိလဲရှိရဲ့ခုနကမိယာဝတ္ထုရွာပါလဲသကုဝတ္ထုမိယာမဟုတ်သောဝတ္ထုသာပါတယ်သောတာတို့ဃာနတို့ဇိန်ဝါတို့ကသကုဝိညာဉ်ရဲ့မိယာမဟုတ်ဘူးပေါ့ဗျပြည်လဲနေတဲ့အကုန်လုံးသူ့ဟာသူဒီလိုဒီလိုဒုက္ခနေစာတွဲပေါ့နော်အဲခုနကလည်းအတ္တိရူပံသောတာဝိညာဏတဝတ္ထု အတိရူပံသောတာဝိညာဏသာနာဝတ္ထုဒီလိုတွဲသွားတယ်တွဲတော့လာပြီကာယဝိညာဉ်ရောက်ပြီမနောဝိညာဉ်ရောက်လာပြီနော်ဆိုနော်ခုနမနောဝိညာဉ်အတိရူပံမနောဝိညာဏသာဝတ္ထုမနောဝိညာဉ်ရဲ့တရားဝတ္ထုစီရှိမှန်ဟိဟာရယဝတ္ထုနောက်တစ်ချောင်းကလာပြီဒုက္ခဆိုတွဲမယ်နောက်တစ်စုံအတိရူပံမနောဝိညာဏသာနာဝတ္ထုသကုဝိညာဉ်ရဲ့မိယာမဟုတ်သောဝတ္ထုစီလည်းရှိ၏ဆိုတော့သကုသောတာကာနာဘောအပေါ်၅ပါးအစားမနောဝိညာဉ်ရဲ့မိယာမဟုတ်ကြီးလဲတယ် ဝဋ္ထုဒုတ်မှာပြည့်လဲတယ်ဝဋ္ထုဒုတ်ဟောပြီးတဲ့အခါမှာဘုရားရှင်ကဘာဟောရမလဲဆိုတော့အာရမဏဒုတ်ကိုဟောရမယ်ဒါသာစာပေသမားနေတော့အာရမဏဒုတ်ကိုဟောရမယ်လို့ဆိုတော့ခုနပြန်စမယ်အတိရူပံသက္ကုဝဉာဏတအာရမဏသက္ကုဝဉာဏရဲ့အာယုံပြုရာဝဋ္ထုစီရှိသက္ကုဝဉာဏခုနမှီရာကသက္ကုပဇာတာအာယုံပြုတာရူပါယုံဟုတ်တယ်မှန်တယ်ပြီးရင်နောက်တစ်ကြောင်းလာမယ်အတိရူပံသက္ကုဝဉာဏတနအာရမဏသက္ကုဝဉာဏရဲ့အာယုံပြုရာမဟုတ်သောဝဋ္ထုစီရှိသည်ဆိုတော့မှန်တယ် တတ္ထာယုံခန္ဓာယုံရတ္တာယုံဖုဒ္ဓဘာယုံဒါတရားသကုဉ္ဉေအာယုံမဟုတ်တာเนาะအဲ့လိုတွဲသွားတယ်အဲ့ဒီမှာပြဿနာဘာလာလဲဆိုတော့လာပြီးနောက်ဆုံးမနောဝိညာဉ်အတ္တိရူပံမနောဝိညာဏတ္တာအာရမဏမနောဝိညာဉ်ရဲ့အာယုံပြုရာဝတ္ထုတည်ရှိရတဲ့ဟုတ်တယ်မှန်တယ်မနောဝိညာဉ်ရဲ့အာယုံပြုရာ6ပါးတောင်ရှိတယ်เนาะပဇာတာယုံငါသကုမယုံ16ပေါ့ဗျာဟိုစိတ်89စိတ်သိက50နဲ့နိဗ္ဗာန်ပြည့်ညတ်6ပါးဒီဓမ္မယုံပေါ့ဒါအာယုံပြုရာရှိတယ်အဲအဲ့ဒီမှာသူနဲ့ရှင်ဘက်တွဲဘက်လာပြီး အတ္တိရူပံမနောဝိညာဏတနအာရမဏမနောမဉ္ဉေယအာယုံမပြုပြုရမဟုတ်တဲ့ဝဋ်ထွေစီရှိဤဆိုအဲ့ဒီမှာတုတ်ကျိုးတယ်တုတ်ကျိုးတယ်ခေါ်တယ်ဒေသနာပြတ်မနောဝိညာဉ်အာယုံမပြုနိုင်တဲ့အရာမရှိဘူးအတိတ်ပစ္စုပန်အနာကမနောဝိညာဉ်စဉ်းစားကြည့်အကုန်အာယုံပြုနိုင်တယ်နိဗ္ဗာန်လည်းအာယုံပြုနိုင်တယ်ပညာလည်းအာယုံပြုနိုင်တယ်အမတ္တနုညံ့တဲ့ပဇာရသုခမကြီးလည်းအာယုံပြုနိုင်တယ်စိတ်ကြည်စီစီအဲ့ဒီမှာကြာရင် तू ကတချမ်းပဲ့သွားတယ်လို့ခေါ်တာပေါ့နော်တချမ်းကဲအဲ့ဒါကို ေသနာတော်ရပြတ်တယ်ဒုက္ခိုးတယ်လို့ခေါ်ဒါကြောင့်အာရမဏဒုက္ခိုလ်မဟောတဲ့ပြင်ရှေ့မှာရှိတဲ့ဝဋ်ထုဒုက္ခိုလ်ကဘုရားရှင်ကမဟောဘူးမလိုအပ်လို့မဟောဘူးပေါ့နော်အဲ့ဒါလေးကိုသိထားဖို့လိုတယ်ဒါအစာပြေနေတဲ့သိထားတဲ့ပုဂ္ဂိုလ်အတွက်ပါအဲ့တော့သိထားဖို့လိုတယ်ဆိုတော့ဟိုမရှိလည်းမရှိတဲ့အတိုင်းဟောဖို့ဗျာလို့ပြောရှင်လည်းပြောလို့ရတယ်ဒါပေမဲ့ဒေသနာမှာအပြည့်စုံပါတယ် အဲ့ဒါလိုဝတ္ထုတုတ်တချမ်းပဲ့သွားရင်ဒေသနာပြက်သွားရင်ဝိနည်းရတို့နားလည်နိုင်ွယ်မရှိလို့ပါတာပေါ့ဗျာဝိနည်းရတို့နားလည်ွယ်နိုင်ွယ်မရှိရကားဆိုတော့အဓိကကတရားဟောတဲ့ဆိုဝိနည်းရတွေကြွ့ဖို့ဟောတာမြတ်စွာဘုရားရှင်တရားဟောတာဒီတပြုတ်ဉဏ်တော်ကိုလက်ဆွမ်းပြတာမဟုတ်ဘူးလက်ဆွမ်းပြရင်ရှင်သာတိပုဒ်ရာကြီးပြန်နားမလဲဘူးဘုရားဘုရားချင်းပဲနားလဲအဲ့တော့ဝိနည်းရကိုငဲ့ပြီးတော့ဘုရားရှင်ကဒါကိုခြံထားတာဟိုနားလည်ွယ်နဝေတိန်ကြောင့်နေဖြစ်သွားမှာကြောင့်လို့ခြံထားတာเนาะဒါကြောင့်အရိယဝတ္ထုရဲ့တရားမှီရာလည်းပြောပြီးပြီနောက်သူ့ဘဝမှီတဲ့ စိတ်တွေလည်းပြောပြီးပြီးနောက်ပြီးတော့ဟာရယဝုထုဓမ္မသင်္ကေတီမှာမဟောကြောင်းဝင်လည်းပြောပြီးပြီးပေါ့နော်ဒါဆိုရင်တော့တော်တော်လေးပြည့်စုံလုံလောက်ပြီလို့ထင်တယ်သိကျင်တာရှိရင်တော့နောက်ထပ်မှထပ်ပြီးတော့မေးမြန်းပါလို့နော်ဒါကြေကြပါ